မင်္ဂလာပါဒီနေ့မေလ29ရက်ခန်းချူအမ်ခုဆိုရင်တော့ again တော့နိုင်ဆိုတော့ good afternoon အဲ့တော့ state department orders US embassies to stop schedule scheduling အဲ့တော့အမေရိကအနေနဲ့ဒီ embassies အားလုံးပေါ့ဒီ schedule လုပ်ပေးဖို့ schedule ဆိုတာចောင်းသား F1 visa ပေါ့နော်ចောင်းသားတွေအတွက် visa ထုတ်ပေးဖို့ကို schedule ဆွဲတာပေါ့ဘယ်ဘယ်လာမှာဖြေရမယ်ဆိုတော့ schedule ဆွဲတာကိုအခု ခေတ္တရက်ထားတာပေါ့နော်အရင် scheduled already schedule လုပ်ထားတဲ့ကျောင်းသားတွေကတော့ဒါ August ဆိုလဲ August ပေါ့ဖြည့်ရမယ့်ကျောင်းသားတွေဆိုလို့ရှိရင်တော့ဖြည့်ဖို့အစီအစဉ်ရှိတယ်သို့မဟုတ် um အတီးပြုပေးဖို့စာရောက်လာပါလိမ့်မယ်လို့သိထားပါတယ်အဲ့တော့အဓိကတော့ US stop uh, scheduling visa interview for foreign students တွေကိုအဓိက stop လုပ်ထားတာက reason ပေးတဲ့ asset works uh, to expand social media vetting ဆိုတာဒီလူမျိုးနဲ့ပတ်သက်ပြီးတော့ background တွေကိုစစ်ဆေးဖို့ဖြစ်ပါတယ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပါတို့မဟုတ် do what you can do ပါ what you have to do ကိုလို့ဆက်ရှိတာတွေကိုဆက်ပြီးတော့လောက်ထားပေးပါ interview question လေးတွေလည်းအမေးများတဲ့ဟာလေးတွေလည်းထည့်ပြီးတော့အားလေ့လာလို့ရအောင်ထည့်ထားပေးပါမယ်ဒီနေရာမှာတော့ what are your plans plans are ကို future plans future expectation အနာဂတ်ကိစ္စ after completing your degree ကိုကဟိုမှာတော်ပြီးကျောင်းတက်တယ် after degree completing ပြီးသွားတဲ့အခါမျိုးပေါ့နော်ပြီးသွားတဲ့အခါမှာကိုယ့်အစီအစဉ်လေးပြောတဲ့အခါမှာပြောအောင်ပြောနေလေတာတဲ့ after completing my degree after နဲ့ပဲပြန်ပြီးတော့ဖြေလိုက်တာအဆင်ပြေပါတယ် after completing my degree i plan to return i plan to return the i have a plan to return to my home country that the chair ပြီးတော့ရေချက်ကဒီ walk in the technology sector ဆိုတဲ့ Ganda ပေါ့ကိုကအဲ့ဒီချိန်မှာပြန်လာပြီးအလုပ်လုပ်မယ်လို့ကိုဖြေရတာပေါ့အဲ့မှာနေမလို့တော့ဖြေတော့ go ပြီး IB စားတော့နိုင်ငံမှာတော့နေလို့မရဘူးပေါ့နော်ကိုကရေချက်ကိုပြောပြရမယ် to walk in the technology sector ဆိုတော့ဒါနေပညာ Ganda မှာအလုပ်လုပ်ဖို့ sector Ganda ပေါ့နော် My goal is to be the extent ထပ်လို့ထပ်ဖြည့်ထားတယ်ပေါ့ My goal goal is to know your pan and to use the advanced knowledge bro. ဲ့တော့ advanced ခင်မီတဲ့ knowledge အဲ့ဒီပညာတွေကိုကျွန်တော်ကအသုံးချဖို့ဖြစ်ပါတယ်ဒါခင်မီတဲ့ဆိုတာကခမရစီမှာသင်ခင်မီမယ်အဲ့အဲ့ဒါဟိုရင်မှန်းတဲ့သဘောနဲ့သူဖြေလိုက်တာ and skills ကျွမ်းကျင်မှုတွေ i gained skills i gained ဆိုတာကျွန်တော်ရရှိရရှိမဲ့မနစကိလ်စ် i were gain ပြောရင်ပုံစံပြည်တယ်ကျွန်တော်ရရှိမဲ့ at mtus မရရှိမဲ့အလိုလေးဖြစ်ဖို့အဆင်ပြေတယ် to contribute to the growing industry here ဗောဒီနေရာမှာကျွန်တော်ရေမန်ဂျာ contribute ကျွန်တော်လဲပါဝင်မယ်ကျွန်တော်ကျွန်တော်ရဲ့ပညာတွေ to the growing tech